ရန်ကုန်မြို့တွင်ပြေးဆွဲနေတဲ့ BRT ရင်လိုင်းကိုနောက်ပိုင်းမှာတော့ငွေပေးတဲ့စနစ်ကိုဖျက်သိမ်းသွားမှာဖြစ်ပြီးကက်စနစ်တခုတည်းကိုသာစီးနင်းနိုင်အောင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရန်ကုန်ဘတ်စ်ကအများပိုင်းကုမ္ပဏီဦးစီးလုတ်ကင်သူကပြောဆိုလိုက်ပါတယ်။နှွေနီကတရင်ပစ်ပို့ထားပါရရှင်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြေးဆွဲခဲ့တဲ့ BRT ရင်လိုင်းဟာ၃လအတွင်းမှာပဲစီးနင်းရတာအဆင်ပြေမှုရှိတဲ့အတွက်ကက်နဲ့စီးနင်းသူတွေဒါမှမဟုတ်ငွေသားနဲ့စီးနင်းသူတွေပါအများပြားလာတာဖြစ်ပါတယ်။ အဲ့ဒီရင်လိုက်စတင်ပြေးဆွဲကြတဲ့ကကတ်စနစ်ကိုသာအောင်မြင်အောင်လှုပ်ဆောင်မှုရည်ရွယ်တာဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့စီးနင်းသူများပြတာရဲ့ကတ်တွေကိုလုံလောက်အောင်မလှုပ်ဆောင်နိုင်တာတွေကြောင့်အဆင်မပြေမှုတချို့ဖြစ်ပေါ်ခဲ့ပါတယ်။ကတ်ကပေါ့နော်။ဘယ်နေရာဝင်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတော့စိတ်ပညာနဲ့ပတ်သက်ပြီးတော့ဒီလိုလိုကဒီနေ့တင်နေသေးတယ်ပေါ့နော်။ခုတွေ့ဆိုတော့ marketing နဲ့အခုစလုပ်မယ်။နောက်တစ်ခါဆရာတို့ကို push လုပ်ထောင်းနေလို့ပေါ့။နေရာရှိနေတာတတ်ထောင်းဘူး။ဟောဒီနေရာမှာကျွန်တော်ဆရာတို့ကကတ်ကိုလည်းလုပ်ရတယ်၊တက်တန်းလည်းတွေ့လို့ရတယ်ပေါ့နော်။ဒါလေးလည်းခု တော့ဖြစ်လာတော့မှာဒါပေမဲ့ဆရာတော်ကတော့ညမနာတော့အဖြစ်ဖြစ်နေပေါ့နော်ဒီသက်ဆံပုံကိုဖြစ်ဖုံးချစ်နေကမသွားပါဘူးဆရာကတ်စနေပဲဆရာတော်ကအောင်မြင်အောင်လုပ်မှာဖြစ်ပါ လက်ရှိမှာတော့ကတ်ရောင်းချတာတွေငွေဖြည့်တာတွေပြုလုပ်ဖို့အတွက်အဓိကမှတ်တိုင်နေရာတွေဖြစ်တဲ့ထောက်ကျန့်၊၈မိုင်၊မာလာ၊မြင်းနီကုန်း၊တမရဝါယာလက်၊လန်းနီ၊ဘိုးတထောင်စတဲ့နေရာတွေမှာတစ်ကတ်စင်တာလေးတွေထားရှိပေးထားတယ်လို့ဆိုပါရယ်။အခုနောက်ပိုင်းမှာလည်း BRT ရင်လိုင်းကိုစီးနှင်းလာတဲ့သူများပြလာတဲ့အတွက်ရုတ်တက်ရုံစင်းချိန်တွေကိုကားတစ်စီးနဲ့တစ်စီးသိမ့်မကွာပဲလွှတ်ပေးသွားဖို့စီစဉ်ထားတယ်လို့လည်းသိရပါရယ်။ဆရာတို့ကတော့ခုမှန်းထားတယ်ခုရောက်ရလဲကားပေါ့။ကားရလဲကားစီး၂၀လို့ဆိုရင်ကျတော့အဲ့ရွှေဆောင်ကိုကိုနေအောင်ဆရာတို့ပြောပါမှာဖြစ်ပါတယ်။ မနက်ပိုင်းယုံသွားတဲ့အချိန်ကိုစိတ်ပြေအောင်ပေါ့နော်ဒီတိုင်းပဲညနေပိုင်းယုံစင်းတဲ့အချိန်ဓာတ်တဲ့ပုဂ္ဂိုလ်ကစိတ်စိတ်ကလေးဆရာတို့ကနောက်ဆင်းရတော့ဆရာတို့ကဘယ်လိုလုပ်လဲဆိုတော့နော်ဒီဂျူတွေကနေဖက်တဲ့အခါမှာဆရာတို့ကားတွေပေါ့နော်ဘယ်လိုယုံစင်းနေမှာဒီမှာ၄နိုင်ခွဲရနေ၆နိုင်တော့အစုလိုက်ပြုံးနေထွက်နေအောင်ပေါ့အစ်စနစ်ကိုဆရာတို့အကျဉ်းလုံးရှိပါတယ်ဒါမှမဟုတ်ဆရာတို့ယူထဲမှာဖယ်မဲဖယ်နေရမှာကားထားလို့ရတယ်အဲ့ဒါဆရာတို့လိုက်ကြည့်ဒါလေးလည်းရှိပါတယ် နောက်ပိုင်းမှာတော့မှတ်တိုင်တွေကိုလည်းအများပြည်သူတောင်းဆိုကြများရအဓိကကြတဲ့နေရာ၅ခုမှာတိုးချဲ့ပေးထားပြီးနောက်ထပ်၅ခုကိုလည်းထပ်မံတိုးချဲ့ပေးသွားမှာဖြစ်ပြီးဒီလတွင်မှာတော့ PRD ရင်လိုင်း၁၂စီးနဲ့နောက်လာမှာ၈စီးတိုးချဲ့ပေးဆွဲသွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့လည်းဒီပါရှင်။